ပါမစ်ကန်ပညာလန်အပိုင်း၅ကိုတင်ဆက်ပေးခြင်းပါလေရထားတော့ဝင်လာပြီမျိုးဧည့်သည်ပါမလားပဲဦးအောင်နေကမြောက်ဘက်ရေတားရှိဘက်မှဝင်လာတဲ့လောကရထားဂေါမမဲလေးကိုခဝေးကမြင်ရတဲ့အတိုင်းအရေးကြီးမှတ်ချက်ချလိုက်ပါလေမှန်ပါတယ်အထက်ဘက်မန်စလိတ်ကစုံစင်းလာတဲ့ရထားဟာအုတ်တွင်းဘူတာကိုဝင်လာပါလေစောတာလောကလူစည်းတွဲဘောကနေပြီးမျက်မှန်တက်ထားတဲ့အဝါနုရောင်ခေါင်းပေါင်းကြီးကိုကြော့နေအောင်ပေါင်းထားတဲ့အဖေနွဲ့စီကိုကျွန်တော်တို့သားတစ်ပည့်တွေ ရေးကြီးပြေးလို့ခီးဥကြိုလိုက်ကြတာပေါ့အဖေနဲ့ဟာခတ်တွတ်တွခြေလန်းနေနေရထားပေါ်ကဆင်းလာပြီးသူ့နောက်မှာဥတန်တိုင်းကျွန်းကုန်းနဲ့ဥမောင်လေးတို့တပည့်အုံးလဲခတ်တွတ်တွဆင်းလာပါလေအဖေနဲ့ဟာဘူတာတဲ့ကိုဝင်လိုက်တဲ့တပြိုင်နဲ့ဟေးမောင်ပါဘူးအုတ်တွေးမျိုးမိုးကောင်းဖျားမင်္ဂလာကတော့မှာကလေးရဆောက်ထားတယ်သူ့တမစီရဲ့ဘက်မှာတာဝန်ယူစောင့်ရှောက်နေတဲ့ကျွန်တော်ကိုကြီးဆရာကြီးဥပဘူးကိုခေါ်လိုက်တာပါဥပဘူးကခမည်းဆရာကြီးကျွန်တော်ဒီမှာပါ ရေးကြီးရှိကိုတက်လာခဲ့တာနဲ့အဖေနှဲ့ဟာခတ်တင်းနေလေတဲ့ ਨੇ မင်းနဲ့လက်ကားကောင်းမယ်ပရိသတ်ဝိညာဉ်တွေကိုမအုပ်ထိန်တတ်ဘူးလို့ဆက်ပြီးပြစ်တင်ပါလေဆရာဘဘူးလည်းမျက်လုံးလေးပေကလပ်ပေကလပ်နဲ့အဖေတပည့်ရင်သားရင်ဖြစ်ခဲ့တဲ့အလျောက်အဖေနှဲ့ကိုချစ်ကြောက်ယူသေးတဲ့တပည့်ဖြစ်ခဲ့တဲ့အလျောက်အตาလေးကောင်းကောင်းကြီးရက်နေရှာပါလေငါခိုင်းမာခဲ့တဲ့လုပ်ငန်းစဉ်တိုင်းမင်းပရိသတ်တွေလောက်ကြရဲ့လားလူတွေကားဖြင့်ကွာသူတို့ကောင်းတဲ့လေရယုံလေးရှိသေးတယ် ပြင်းလာပြင်းရဲ့ဟေးလာဝါလာနဲ့နေကြလာနေကြရဲ့ဖိပြီးဖေနွဲ့ကအပြစ်တင်နေပါလေဖဲတပက်လူတယောက်ကမှအဖေနွဲ့ကို မတောင်းဝင်ဝင်ပါဘူးမပြောလည်းမပြောရဲပါဘူးရေအားနဲ့ပွားနေဖီလောင်းလိုက်တယ်လို့ငြိမ်သက်နေပါလေဟေးဘာဘူးမင်းတို့လူစုအင်္ဂါနေ့ကအလုတ်လုတ်တာနိုင်ဝဲနောက်ကြတယ်ဟမ်တောက်ကြနေညအလုတ်ပြီးလိုက်တရားလိုက်နှလုံးမသွင်းမဲနဲ့ပောက်ကြရစကားတွေဝိုင်းဖွဲ့ပြောနေတယ် တာသူတော်ကောင်းလားကွာအဖေနဲ့ဟာစုပွေးရင်ရှေ့ဆုံးကနေဥပွေးမျိုးအရှိပဲစီထွက်လာပါလေမှန်ပါတယ်ရဲဆက်ဆက်မှန်ပါလေအင်္ဂါနေ့ညကကိုပပူတို့လုပ်ငန်းလုပ်ရမှာနိုင်ဝက်နောက်ကြပြီးမှအလုပ်ပြီးပါလေခြေရေးပြုတ်ရေးနောက်ကြနေလို့ပါတောက်ကြနေညလုပ်ငန်းပြီးရေရေးရွယ်ကိစ္စတွေပုံကိုအေးတွေပြုတ်ပြီးရေလာဝလာရီလာမောလာလုပ်ခဲ့ပါလေအဖေနဲ့ကရှေ့ကနေသွားရင်နဲ့ဟေ့ခလေးဘိုးရူးနေညကလုပ်ငန်းလုပ်တော့မှဘာလို့စိတ်ညစ်နေရတာလဲ မဟုတ်တာတွေမစဉ်းစားနဲ့ငါသားကိုအဘဘယ်နှခါပြောခဲ့တယ်ကျွန်တော်ဘက်ကိုအလဲကျရောက်လာပါလေကျွန်တော်လေးအဖေနှုတ်ရဲ့ဂျေစုကိုယူသေးလာလို့အဘတပည့်တော်မှာအပြစ်ရှိပါလေအရင်းညာကရှည်ရည်တွေစဉ်းစားမိလို့စိတ်ညစ်ခဲ့တာအမှန်ပါအမှန်တိုင်းဝန်ခံလိုက်ပါလေဟဲ့မှတ်ထားစဉ်းညတာရောဝမ်းသာတာရောဘယ်အောင်မှမမြဲဘူးစဉ်းရတာနဲ့ချမ်းသာတာလည်းမမြဲဘူးကိုယ်စိတ်ကိုအယောင်မဆိုးကျင်ကြပါနဲ့ ဒီကနေ့ရှေ့ကနေစိတ်ကိုပြင်ထားစမ်းကျွန်တော်ကိုအဖေနဲ့ဟာတင်းတင်းကြပ်ကြပ်သတိပေးပါလေဒုတိယလည်းကတော့ဥအောင်တင်လှဲ့ပါဟဲ့အောင်တင်ရဲ့လင်းစိတ်တွေကလည်းလှုပ်လှုပ်ရင်းနဲ့မိမစီပြန်ပြန်ရောက်နေတာကောင်းသလားဟာအောင်တင်အောင်တင်နွားစိတ်ဝက်စိတ်တွေစားဖို့မေရုံမီဝဲဖို့ပဲအမြဲတည်းရလေတဲ့ဟမ်အပေမျက်ဆောင်ထိုးတဲ့ကောင်လို့စူပူတော့ဥအောင်တင်ကစက်ကလေးပုတ်ပြီးမှန်ပါတယ်မှန်ပါတယ် ီကနေရှေ့ကိုစိတ်နေပြင်ပါမယ်အဘရင်လို့ပြပြတလဲတောင်းမှာပါလေတပည့်တူချင်းစီခေါ်အဖေနဲ့မယ်နဲ့ဖျားစီခုနှစ်ရက်ခီးထွက်ကြင်တွင်စိတ်သဘောထားဖောက်ပြန်မှုတွေပေါ်ထုတ်အပြစ်တင်ဆုံးမရင်အုတ်တွင်းမြို့ဝိုးကောင်းဖျားစီခီးထွက်ပါလေအဖေနဲ့ဟာကျွန်တော်တို့တပည့်တွေလုံးသမျှနိုင်ပိုင်းချိန်ပိုင်းနဲ့အကုန်စင်သိနေပါလေဆရာကြီးဥပပုမတာဝန်ရှိဆုံးလူဖြစ်တော့ခေါင်းတော်မှဖွင့်နိုင်အောင်အဖေနဲ့ပြစ်တင်ဆုံးမတာခံနေရပါလေ။ ကျွန်တော်ဟာအဖေနှွက်ရဲ့ခြေတော်ရင်သီလသမารိအစောက်တည်ရင်အဖေနှွက်ပြည့်ပြည့်စုံစုံနားခံပြီးတော့တပည့်ကောင်းသားကောင်းဖြစ်လာရေးအတွက်အစွမ်းကုန်အားထုတ်လုပ်လိုပါလေအဖေနှွက်ဟာသားတပည့်တွေနဲ့ဝိညာဉ်တို့ရဲ့ရှင်ရေးကိုမကြမကြာခေါ်ပြီးသတိပေးပါတယ်ဟေးငါတပည့်လေးကြော်စင်ကိုသတိရလိုက်တာငါစိတ်မကောင်းနိုင်တော့ဘူးကျွန်းကုန်ပမာပါရမီတပည့်ကြော်စင်ကျောင်းကိုအဖေနှွက်ဟာပဒီစိတ်ရင်မှပြောပြီးဟေးတောင်းလဲလာပါလေ တောင်ရမြောက်တဲ့နေ့ကိုကျော်စိန်ကိုတပုံတွေကပြစ်တတ်သွားတယ်လို့ဖေနွဲ့စီကိုလူတယောက်ကရောက်ရှိအစီရင်ခံပါတယ်။ဒီနေ့ကျွန်တော်ဟာလူသူရှင်းကైအဖေနွဲ့ကိုကြတော့ရင်အဘလောကမှာဝိဇ္ဇာဘယ်နှမျိုးရှိလဲအဘရဲ့မင်းမြန်ကြီးတော့အဖေနွဲ့ဟာတူချုပ်ပြောပါလေ။ဝိဇ္ဇာနှမျိုးပဲရှိတယ်ကွာ။လောကုတ္တရာဝိဇ္ဇာနဲ့လောကီဝိဇ္ဇာနှမျိုးနှစ်စားရှိတယ်။လောကုတ္တရာဝိဇ္ဇာဆိုတာ ်မှောင်ဝိဇာတွေဖယ်ရှားပြီးမတ်ဖို့ကိုရယူနိုင်တဲ့ဝိပဿနာဝင်ပုဂ္ဂိုလ်တွေကိုခေါ်တယ်။လောကီဝိဇာဆိုတာကတော့တမထအခြေခံတမာရီတရားအပြုပြီးအင်းဝါစေအဂိယရီနဲ့ပညာရှာတဲ့သိဒိရအောင်လုပ်တဲ့လောကီလံဝိဇာဖြစ်တယ်။အဲ့ဒီလိုပြောပြလိုက်ပြီးငါတို့မင်းတို့ဟာဘွားပေါင်းများစွာဝိဇာဘွားအရှင်ဘီယံဘွားဘွားဘွားတွေနဲ့တန်တရားလဲပြီးပြီခုလည်းတဖန်လဲရလိုက်မယ်ငါတို့တန်တရားလဲရင်ပါရမီတွေဖြည့်တင်းသွားကြရတယ် နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်တမထဝိပဿနာလေးကိုမနာမနေအားထုတ်တယ်အပေပရိသတိပေးခြင်းလန်းစလို့ဖြစ်နေတယ်လောကီဝိဇ္ဇတို့တွေဟာတမထအခြေခံပြီးတော့အင်းလန်းစမလန်းအကိယလန်းစီးစွမ်းတွေကိုအားပြုပြီးအသက်ရှင်အောင်နေကြတာမနာမသေးကြအောင်ခန္ဓာကိုယ်ကိုပြုပြင်မွမ်းမံကြတာမစားမလောင်အောင်အာဟာရသိမ့်တိပြီးအောင်လုပ်ကြတယ်တရားခီးကိုမျက်စိတမိတ်လျှက်တစ်ပြက်တွင်မှအရောက်သွားနိုင်တယ်သူတို့အလိုဆန္ဒတိုင်း သူတို့ကိုမြင်းဆိုမှမြင်းစေတယ်။ဓာလန်လေးမြအမြောက်မီးပောက်ဒါတွေဟာသူတို့ကိုဒုက္ခမပေးနိုင်ဘူး။တိတ်တိတွင် တကူးရှင်တွေပေါ့ကွယ်။မှတ်ထားကွယ်ငါသားရဲ့တကူးတတိရှိလာလေလေတရားလက်မလွတ်ရအောင်ထိမ့်သိဖို့တမာတိတရားအင်မတန်လိုအပ်လေပဲ။လူတွေဟာပုရုษရှင်တွေဟာအများအပြားစင်ရဲတန်ခံနိုင်တယ်။ချမ်းသာတဲ့ဟိုကြကြမခံနိုင်ဘူးကွစင်းရဲလေးလေးတံဝေကရလေးဆိုတဲ့စကားတိုင်း စင်းရတော့သတိတံဝေကြရတဲ့ဒုက္ခသစ္စာကိုသိပြီးကြိုးစားကြတယ်။လမ်းစားပေါ်လာတဲ့အေးဒါပေမဲ့အာနာရှိလာတဲ့အခါချမ်းသာလာတဲ့အခါဒုက္ခရောက်တော့ကလို့တံဝေကမရနိုင်တော့ဘူး။စည်းစိမ်အာနာဝဲထဲမှာတရေဝဲဝဲနဲ့နှိမ်ျောပြီးဖြက်စီးပစ်ကြတယ်။ဒါကြောင့်ထွက်ရပေါ့ဝိဇာမသမျှကိုငါတို့တရားနာမအောင်မြင်ပြီးထွက်နေကြတဲ့ထွက်စဲငါတို့လူကြီးတွေကအုတ်ချုပ်ဆုံးမကွညက်ကြတယ်။ လောကီဝိဇ္ဇာတိုင်းတရားမရှိဘူးခြေခံလောက်တမထပဲကျင့်ခဲ့တာကိုမန္တာတွေရှိသလိုမှားတာတွေလည်းအများကြီးပဲငါသားကြောက်ဘူးတယ်မလားတောင်တော်ရခဘလူးကသူ့မိမကိုချစ်လုံးလို့ပါဇက်ထဲထားတာပေါပေါ့ရှာရှာလေးဝိဇ္ဇတို့တယောက်ကသူ့တက်နဲ့ဘလူးပါဇက်တွေဝင်ပြီးတောင်တော်ရောင်ဆောင်ပြီးဖောက်ပြန်ခဲ့တာသလားရှေးအောင်စတော်ကြီးကိုတမေတမောပြောပြီးဖြေရွှဲဟာကောင်းကင်ကိုတစ်ချက်မောကြည့်လိုက်ပါလေတကိုးရှိလာရင်အာနာရှိလာရင်ပျက်စီးကျင်ကြတယ် အတိတရားတတိတရားလက်လွတ်ချင်ကြတယ်တချို့အောက်လန်းဝိဇ္ဇာတွေဇနပရခန္ဓာယီဝိဇ္ဇာတွေကလူတချို့ဟာဘလောက်တော်ဖောက်ပြန်တယ်လဲလင်ရှိမိမောကိုတော့မိမလုပ်တဲ့သူကသဘောတူရင်သူတို့ကျူးလွန်ကြတယ်သူတို့အဖြေကကာမပိုင်ဟာမူလပုဂ္ဂိုလ်မိမလို့ခံယူကြတယ်ကျွန်တော်ကအဖဒီလိုဖျောင်းဟောရှိခဲ့ပြီးကိုကြိုက်တာလိုက်လုံတန်းဆိုရင်ကဘာပြက်သဒနာလေးပြက်ကုန်ရောဗောဗျမကြင်မနဲ့နဲ့မေးလိုက်တော့ အေးဒါကြောင့်ငါတို့မဟိတ်တီကြီးတွေကထွက်ရပဝိဇာတွေမှန်သမျှချုပ်ကန်ဦးစီးရတယ်ဒီလိုဖောက်ပြန်တဲ့လူယုံမာတွေကိုမဟာဒန်ခတ်ရတယ်ကွမဟာဒန်ဆိုတာကြောက်စရာတန်ပဲကြောက်စရာအမိန်ပဲဟာဒါဆိုဒီလိုတကိုးတတိရှိတဲ့ဝိဇာတွေကသူတို့ကိုဒန်ပေးတာခံရဲ့လားရှောင်မပြေးနိုင်ဘူးလားအပါရဲ့အဖေနဲ့ဟာခပ်ပြုံးပြုံးမျက်နှာပေးနေအဲ့ဒီနေရာမှာအစင်တန်းသိတိကွာချမ်းမှုကိုပြတယ်လူကလေးငါသားနားလဲအောင်ဘာပြောမင်း ဝိဇာလောကမှာအစင်းနှန်း30ရှိတယ်ကွာမှတ်ထားပြီတော့လို့အစားချီပြီးဂန္ဓာယီ3ရက်ကြောင်းပညာသင်ကြပါလေပထမအစင်းမှာမဟာဂန္ဓာယီဝိဇာမဟာဂန္ဓာယီဆိုတော့ဝိဇာစကံမှာအမြင့်မားဆုံးအစင်းပဲဒီပုဂ္ဂိုလ်တွေဟာဖျားစုကြီးပံဝိပုဂ္ဂိုလ်တွေများတယ်အ ਨੇ ဆုံးအင်္ဂတဝကမဟာတဝကစုပံပုဂ္ဂိုလ်တွေတော့ပါကြတယ်ကွယ်သူတို့ဝိဇာစကံကထွက်တဲ့ပညာဟာစမတွေအင်းတွေအသေးဆုံးထားပြီးသမထနဲ့စကံသိမဟာဂန္ဓာယီဝိဇာဖြစ်ရတယ် မဟာကန္နာကြီးနောက်ဆုံးအဆင့်မှာဆိုရင်ဝိပဿနာဝင်ပြီးကိစ္စပြီးကန်းရောက်ရတယ်ပြောရအောင်မယ်အစင်သစ်လို့ငါတို့မဟာကန္နာကြီးဝိဇ္ဇာမှာအကြီးဆုံးတင်ထားတဲ့ပထမဆရာကြီးဆိုရင်သူ့ထွက်တုန်းကတမထနဲ့ကွယ်သူ့လိုငါလုံးထဲမှာဥက္ကဋ္ဌအကြီးဆုံးတာဝန်ယူဖို့အလှည့်ရောက်တော့ရုပ်တရက်သူကတာဝန်လက်မခံဘူးဒါနဲ့ဓမ္မဝိဇ္ဇာတွေကအကြီးအကဲတွေဖြစ်တဲ့ဆရာတော်ကြီးဥချမ်းလိုက်တဲ့အဖေရှင်တို့ကိုတာဝန်တွေခက်တာလွယ်အပ်တယ် ပြီးမှပထမဆရာကြီးကအတွင်းလန်းဝင်ရတယ်။ဝိပဿနာဘက်ကိုကိစ္စပြီးမြောက်အောင်လုပ်ပြီးမှကမ္ဘာဝိဇ္ဇာအပေါင်းရဲ့ဦးစီးတောင်းဝင်ပြန့်ယူတယ်။ဒါကြောင့်ပထမဆရာကြီးဟာကိစ္စကြီးတခုလုပ်မယ်လို့ဆုံးဖြတ်တော့မယ်ဆိုရင်ဆရာဦးချမ်းလိုင်ရဲ့အဖေရှင်တို့ကိုဆရာကြီးတို့ဒီကိစ္စဘယ်လိုစီမံကြမလဲ။သိမသိဆုံးဖြတ်အကြံဉာဏ်ပေးကြပါလို့ထူးအခွင့်အာဏာပေးတိုင်ပင်လေးရှိတယ်။ဒီချက်လက်တွေငါသားမှတ်တာငါသားရှေးလုပ်ငန်းတွေတာဝန်ကြီးတွေယူရရင်ကိုယ်တိုင်သိလာမယ် ဖေလွဲ့ဟာစေပြင်းလေးကိုရှိုက်ဖွာလိုက်ပြီးဒီလိုပညာကိုမောက်ပြီးတကိုးသိတိရှိလာတဲ့တရားသစ္စာမပြည့်စုံတဲ့ဝိဇ္ဇာတွေဒီလိုဝိဇ္ဇာတွေကိုထိထိရောက်ရဲ့ရရအေးယူကြိုးကန်အုပ်ချုပ်ဖို့အတွက်ငါတို့ဆရာသမားတွေဖြစ်တဲ့အဖေကြီးဦးချမ်းလိုင်တို့အဖေရှင်တို့ဟာအချိန်မကျသေးပဲနဲ့စောစောစစ်စစ်အတွင်းလန်းဝင်ခဲ့ရတယ်အတွင်းလန်းဆိုတာကတော့ကွယ်မဟာကန္နာကြီးဆရာကြီးတွေဖြစ်လူဘွားကကုပြောင်းတောင်းယူခြင်းကိုဆိုတယ် အခုလည်းငါမှတာဝန်တွေကြီးတယ်ဒီတာဝန်တွေရောစီကန်းနေပါမကူရသေးမနဲ့လူဘွားကနေပြီးကျိုးကန်အုပ်ချုပ်မှာပါဝင်ဆောင်ရတယ်အစုံးမတော့ငါတို့အသိဉာဏ်ရပြီးတဲ့ပုံစံတွေဟာလူဘွားကနေပြီးဒီကိစ္စတွေအတွင်းရေးတွေမှာပါဝင်ဆောင်ရတယ်လို့ပြောပြပါလိမ့်အဲ့ဒီမဟာကန္နာကြီးအောက်မှာမှစူလကန္နာကြီးဝိဇာအဆင့်ဖြစ်တယ်သူတို့ဟာမူလမတ်ဖို့ဝင် ပုံစံတွေပဲအကြီးရဲ့သမားတွေအင်းရောစရောကန်ကြတယ် မင်းခဏခဏကြားဘူးတဲ့အင်းဝိဇ္ဇာစေဝိဇ္ဇာတန်ဝိဇ္ဇာဗရာဝိဇ္ဇာတွေပေါ့ကွယ်သူတို့ပညာအဆင့်ကုန်လို့ဝိဇ္ဇာဖြစ်ကူးကန်နေမှာသူတို့ပညာရည်တွေဓလုံးတွေအင်းတွေကိုဖျားလူဖျားတီဌာပနာတီးပြီးတမထထိုင်ရအောင်တမထစခန်းဆုံးမှာစူလကန္နာကြီးဝိဇ္ဇာဖြစ်နေကူးတယ်မင်းတို့ကြားဘူးတဲ့ဆရာတော်ဦးလာပါလို့ရှင်အစ္စာဂေါနာတို့ရှင်ခန္ဓာဇောတိတို့ဟာစူလကန္နာကြီးဝိဇ္ဇာတွေကွယ်ကျွန်တော်ဖေနှဲ့ရဲ့တိကျစွာခွဲခြားပြီး ဝိဇ္ဇာ၃မျိုးအကြောင်းပြောပြချက်ကိုလေးလေးနက်နက်မှတ်ထားလိုက်ပါလေတတိယဝိဇ္ဇာတွေကတော့ဇဏဗရခန္ဓာကြီးစခန်းခွဲမော်ဝင်စေဝါလုပ်ငန်းဖြစ်တယ်အောက်လန်ဝိဇ္ဇာပါ38မိနစ်တွေကိုအကြောင်းပြုပြီးတော့လကောင်းယောဂရောယေယင်ကရောအနောက်ကရောကြီးတဲ့အကြောင်းပြုပြီးတော့လကောင်းပေါ်တက်ပညာနဲ့တက်ကြတယ်။ကုသသမာဓိထအာကုသသမာဓိလုပ်ငန်းကပိုများတယ်။သူတို့လည်းဗဒီစိတ်တော်စိတ်တယ်။တသက်လွတ်စားတယ်။ လှုပ်တော့ကူးတော့ဟာတမျိုးပဲအဲ့ဒီစကန်ဟာအဖြတ်သိမ့်များတယ်အောက်တန်းကြကြဖြက်စီးလိရှိတယ်အောက်လန်းတမချင်းတွေ့တဲ့အခါမညာတဲ့ပညာပြိုင်နိုင်ရတဲ့လူကရှုံးတဲ့လူပေါ့ပညာနဲ့တက်အဆင့်တက်တဲ့လုပ်ငန်းပဲအဲ့ဒီဇနဗရခန္ဓာကြီးစကန်နေအော်မီနက်ထေကိုရောက်တဲ့လူဟာဇနဗရခန္ဓာကြီးဝိဇာဒါပေမဲ့သူ့အထက်ကဝိဇာနှစ်ယောက်ကပုံကိုယ်တွေကိုမောမကြည့်ရဲဘူးသီလသမารိပညာချင်းတွေကအပြတ်အသတ်ကွာနေတာကိုဒီပုံကိုယ်တွေဟာဝိဇာလောက ဝိဇာပညာလိုက်စားတင်ထားတဲ့လူတွေကိုဖြတ်စည်းနှောင့်ယှက်ဖို့တောင်းဝေယူရတယ်။ပရိသတ်သူတွေပညာလဲလိုက်စားသူတွေဖို့ပွဲဥထွက်ပေါ်ဒီလိုဒီဘက်ကပုံကိုယ်တွေနဲ့ရင်ဆိုင်ရတယ်စမ်းသက်ခံရတယ်။တချို့လည်းစမ်းသက်မခံနိုင်တော့တချို့တည်းလန်လာပေါ့ကွာ။ပါရမီခံရှိသူစုကြီးပံတွေကဖောင်းရတော့မြင်များစမ်းသက်ခံရတယ်။အစုံမှာတော့ဇနပရခန္ဓာကြီးဝိဇာတွေဟာအောက်ခြေသေးလုပ်ငန်းကိုလောက်ကန်ရတဲ့ရှင်းလင်းရတဲ့လူကျဲနေတယ်။ တောဒနာရန်သူရှင်းလင်းတဲ့အလုပ်ကိုဒီပုံကိုတွေကလက်မနှီးအောင်လုပ်ရတယ်။လူကောင်းကောင်းသက်ရဲ့တလို့ရုံမာတဲ့အလုပ်တွေကိုလည်းလှုပ်ဖို့လက်မတွန်းတဲ့လူတွေပဲ။ဒီအချက်လက်တွေငါသားကောင်းကောင်းမထား။ဒီနေ့မင်းတာဝန်ကြီးပဲ။မဟာကဏ္ဍကြီးပုံကိုဖြစ်ဖို့တိတ်မလွယ်ဘူးအစ်င့်မြင့်လုံးနဲ့စူကြီးပံပုံကိုတွေများတယ်။ခကြီးရှည်သွားမယ်။စူကြီးပံပုံကိုတွေနောင်လာရှစ်တောင်းဖျားလောင်းတဲ့ကရင့်မာတဲ့ကြိတ်ပဝင်းကျင်ကပုံကိုတွေများတယ်။ဝိဇ္ဇာတွေဟာ တကယ်သစ္စာတရားစောင့်နေပုံကိုယ်ကသာချစ်မြတ်လို့တယ်ပညာပေးတယ်အရေးရှိမှတန်းတပြီးအကူအညီတောင်းနိုင်မကယ်ဘူးရှေးရဇဘွားအတိတ်တွေရကယ်ဆယ်တဲ့ကိစ္စတွေရှိတယ်အေးပညာပေးတဲ့ခါမှလည်းရှေးစုတောင်းပါရမီဖြစ်ပအချင်းချင်းကြောင့်လာပြီးပညာပေးတယ်ကူညီတယ်ဝိဇ္ဇာတိုင်းမှာလေသာသနာကိုစောင့်ရှောက်ဖို့တောင်းယူထားရတယ်ဝိဇ္ဇာဖြစ်ပြီးတော့လူတွေသိနေတဲ့သူရောင်တော့သွားဖို့ဆိုတာဆက်သပင်ဒီမှာအပျော်ကိစ္စအသဘောပြတာပေါ့ကွာ အေးဝိဇ္ဇာဖြစ်ပြီးရင်ရှေးပညာတဆင့်တက်နိုင်ဖို့ကြိုးစားရတယ်သိမတတ်တာဘူးကံ၅ပါး၅ပါးတီလာ၈ပါးတီလာဒဝင်ကတီလာစောင့်ထင်းရတယ်အဲ့ဒီတဲကဖောက်ပြန်တဲ့ဝိဇ္ဇာတွေကိုမဟာကဏ္ဍကြီးပုံကိုယ်တွေကဖြစ်ပြီးထံပေးတယ်အစင်ချင်းတကိုချင်းကောက်ွယ်အပြတ်အသက်ကွာနေတော့အပြစ်ရှိတဲ့ဝိဇ္ဇာဘယ်ပြေးဝင်မလဲမလွဲမသွေတန်းခံရတယ်သဒ္ဒနာတောင်းဝင်ရမကောင်းတဲ့လူသဒ္ဒနာဖြတ်တဲ့မိစ္ဆာတွေတုတ်တင်တာလွဲပြီးဒီပြင်ပြင်မရှိတဲ့လူတွေမှဲ့တဲ့ပေါက်မဆုံးစေရဘူး အများအားဖြင့်တော့ဝိဇ္ဇာတွေဟာသာသနာဝင်ထမ်းရတယ်။ကဲတဲ့တဲ့ပုံကိုယ်တွေတရားဝါတွေကဲရတယ်။စောင့်ကြည့်တဲ့ပုံကိုယ်တွေကိုလည်းစောင့်ကြည့်နေတယ်။ဥမာဝါသာသနာဝင်တဲ့လူကခုဘွားအပြစ်မရှိပြီမဲ့ရှေးတိတ်ဘွားကဝယ်ဟောင်းရှိခဲ့လို့ထောင်တွင်းချင်းချခံရမယ်ဆိုရင်ဝိဇ္ဇာတွေကသူ့ရဲ့တသက်မှုစိတ်ချမ်းသာမှုတာဝန်ယူရတယ်။တစ်ဖက်မလို့မုန်းထားတဲ့လူရဲ့အာနာရှိတဲ့လူတွေရဲ့နှိမ့်ဆက်ညှိမမှုကာကွယ်ဆောင်ရှောက်ရတယ်။ဒီလိုလောက်တာကိုပါရမီဖြည့်တယ်လို့ခေါ်တယ်။ဝီကျွေးဆိုတာ တော်တော်နဲ့စက်မကုန်ဘူးသားငါတို့မင်းတို့ဟာတန်တရားတွေလဲခြင်းတို့လဲခဲ့ရတယ်ကောင်းတာတွေဟုတ်တာတွေရှိခဲ့တယ်လို့အမှားတွေလည်းဒူးနဲ့တေပဲအပြစ်တွေလည်းရှိခဲ့မယ်ဒီဝကျွေးတွေကိုတက်နိုင်သမျှကြေးအောင်ကျွေးဟောင်းဆက်ပြီးအတိုးရောအရင်ရောတက်နိုင်အောင်ခြေရတယ်ဖြစ်ခဲ့တဲ့ဘဝတွေကအမှားတွေကိုရှေ့ဆက်ပြီးမမားရအောင်သတိကြက်ကြက်ထားအေးမျက်စိရှင်းရှင်းနားပပနဲ့ပါရမီစခန်းကိုခမမန်း တက်ကြရမယ်လူကလေးတစ်ချက်မှရင်တကွမှရင်ခြေချော်ခဲ့ရင်တော့မင်းတော်တော်နဲ့ကျွေးဆက်လို့မပြီးနိုင်ဘူးပုထုဇဉ်ဆိုတာတဲပြီးမကောင်းတာလှုပ်ချင်တာမဟုတ်တာဆွဲလန်းနေမမှန်တော့မှကြိုက်ကြတယ်စသဖြင့်ကျွန်တော်ကိုတရားပြပြီးတော့အဖေနှဲဟာဆုံးမတော်မူပါလေ